မြန်မာနိုင်ငံရဲ့ပြည်သူလူထုတွေကိုနှီးမျိုးစုံနဲ့ဒီနှိပ်စက်သက်ဖြတ်အကြမ်းဖက်နေတဲ့မြန်မာအာဏာသိမ်းစစ်တပ်ထံမှာဘလူမျိုးစစ်လီရင်တွေရှိနေတယ်လေဒါဒီကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့မြန်မာအကြမ်းဖက်စစ်တပ်ရဲ့စစ်လီရင်တွေအကြောင်းပဲဖြစ်ပါတယ် အခုကျွန်တော်ပထမဆုံးတင်ဆက်ပြီးသွားမှာကတော့ဒါ MI35 လို့ခေါ်တဲ့ဒါတိုက်ခိုက်ရေးရဟရင်အကြောင်းကိုကျွန်တော်တင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။ဒီ MI35 လို့ခေါ်ခဲ့ဒီတိုက်ခိုက်ရေးရဟရင်ကိုတော့ရုရှားနိုင်ငံကနေပြီးတော့မှ1982ခုနှစ်မှာဒါထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။သူ့ရဲ့အမျိုးအစားကတော့တိုက်ခိုက်ရေးရဟရင်ဖြစ်ပြီးတော့မှဒီဥစ္စာကိုမောင်းနေတဲ့နေရာမှာတော့ဒါလေတရဲနှစ်ဦးကမောင်းနေပြီးတော့မှဒီလီရင်ရဲ့ဘေးကနေပြီးတော့မှဒါဆက်တဲ့အသမာတူကနေပြီးတော့ဒါပါဝင်တိုက်ခိုက်တာမျိုးဖြစ်ပါတယ် ဒီလီယင်နေရာဆိုရင်ညာဘက်ဒီမှာပါအဲ့ဒါစစ်စင်ကြီးလှုပ်ဆောင်နိုင်စွမ်းရှိတာမှန်ပြီမယ်လို့လေမြန်မာအာဏာသိမ်းစစ်တပ်ထံမှရှိတဲ့အချို့လီယင်တွေမှာဒါလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်ဒီ MI 35တွေမှာထည့်သွင်းနိုင်တဲ့လောင်စာဆီပမာဏကဆိုရင်တော့430ဂါလန်ဖြစ်ပြီးတော့မှဒီလီယင်တွေဟာဒီရဟတ်ယင်တွေဟာပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း16000လောက်အထက်မှာပြန်တန်းနိုင်တာပဲဖြစ်ပါတယ်ပြန်တန်းနိုင်တဲ့အကွာအဝေးကဆိုရင်တော့450ကီလိုမီတာဖြစ်ပြီးတော့မှသူ့ရဲ့ အမြင့်ဆုံးအမြန်တုန်းကဆိုရင်တော့တနာယီကို335ကီလိုမီတာ ဖြစ်ပါလေပုံမှန်ပြန်တန်းနိုင်တဲ့အမြန်တုန်းကဆိုရင်တော့တနာယီကို260ကီလိုမီတာပဲဖြစ်ပါလေဒီ MI 35တွေမှာတက်ဆင်နိုင်တဲ့လက်နက်အလေးချိန်ကဆိုရင်တော့1000ကီလိုဂရမ်ဖြစ်ပြီးတော့မှဒီ MI 35တွေမှာဆိုရင်ဒါ GSA 30လို့ခေါ်တဲ့ဒါ30မမဒီစက်တနက်နှစ်လက်တွဲတာတက်ဆင်ထားတာပဲဖြစ်ပါလေ ချို့ဒီတနက်တည်းရဲ့ဘေးဘက်မှာဆိုလို့ရှိရင်တော့ဒီစနစ်တသမခွန်မမဒါစက်တနက်တွေကိုလည်းဒါတက်ဆင်ထားတာမျိုးရှိပါတယ်ဒီ MI 35တွေမှာဆိုလို့ရှိရင်တော့ဒီပယ်ဒိမ့်မဲ့ဒုံးတွေအဖြစ်55မမ80မမဒုံးတွေလည်းတက်ဆင်ထားပြီးတော့မှဒီ MI 35တိုက်ခိုက်ရေးဟဲ့ရင်တွေမှာဆိုရင်ဒီစက်လက်နက်တွေချိတ်ဆွဲဖို့ရန်အတွက်နေရာ၄ခုထိပေါက်ရမှာတယ်ဒီကောင်တွေရဲ့ပုံသဏ္ဍာန်ကတော့ဒါကိုယ်တွေကြီးမားတယ်နှုတ်တီးချွန်တယ် ပြီးတော့သူကဗဇင်းတကောင်နဲ့ပုံစံဆင်တူတယ်ပေါ့နော်သူ့မှာဒီလက်နက်ချိတ်ဆွဲဖို့ရန်အတွက်ဒါအတောင်မန်ငယ်တစုံလဲပါပါသေးတယ်ဒီ MI35 ဒီဟိုတာစစ်စိမ်းအောင်ပျောက်ကြားတွေတုတ်ထားပြီးတော့မှဒီ MI35 ဒီရဲ့1 byte မှာဆိုလို့ရှိရင်တော့ဒါမိုးပြရအောင်တုတ်လင်းထားလीရှိပါတယ် အခုဆက်လက်တင်ပြပြီးမှာကတော့ဒါ MI2 လို့ခေါ်တဲ့ဒါရဟယင်တစ်မျိုးပဲဖြစ်ပါတယ်။ဒီရဟယင်တွေကိုတော့ဒါဘယ်နိုင်ငံကနေပြီးတော့အဲတီထွန်ထုတ်လုပ်ခဲ့တာလဲဆိုရင်တော့ဒီရဟယင်တွေကိုထုတ်လုပ်ခဲ့တာကတော့ပိုလန်နိုင်ငံကဖြစ်တယ်။စပြီးတော့ထုတ်လုပ်ခဲ့တဲ့ခုနှစ်ကဆိုရင်တော့ဒါ1965ခုနှစ်ဖြစ်ပြီးတော့မှသူ့ရဲ့အမျိုးအစားကဆိုရင်တော့ဒါဗတ်စုံသုံးအပေါ်စားရဟယင်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီ MI2 တွေကိုမောင်းတဲ့နေရာမှာတော့ဒီမောင်းနေနိုင်တဲ့လေယာဉ်မှုကတဦးဒါမှမဟုတ်နှစ်ဦးနဲ့မောင်းနေလို့ရပြီးတော့မှဒီသူ့ရဲ့ညာဘက်စစ်စစ်နိုင်စွမ်းရှိတဲ့အကြီးအချင်းကားဆိုရင်တော့မရှိဘူးပဲပြောရမှာဖြစ်ပါတယ် ဒီလီရင်တွေမှာအထက်သွင်းနိုင်တဲ့လောင်စာဆီပမာဏကဆိုရင်တော့236ခါလန်သူငယ်ဒီပြန်တန်းနိုင်တဲ့အမြင့်ပေကဆိုလို့ရှိရင်တော့ဒါပြင်လေရင်မျက်နှာပြင်အထက်ပေ13000လောက်ကနေပြန်တန်းနိုင်တာပဲဖြစ်ပါတယ်စုစုပေါင်းပြန်တန်းနိုင်တဲ့အကွာအဝေးကဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့340ကီလိုမီတာဒါဝင်ပြေးတင်ဆောင်ထားမယ်ဆိုရင်ပေါ့နော်စုစုပေါင်းဒီပြန်တန်းနိုင်တဲ့အမြင့်ဆုံးမြန်တုံးကဆိုရင်တော့ဒါတနာယီကို210ကီလိုမီတာဖြစ်ပြီးတော့မှပုံမှန်ပြန်တန်းမယ်ဆိုရင်တော့တနာယီကို185ကီလိုမီတာပဲပြန်တန်းနိုင်တာဖြစ်ပါတယ် ဒီ MI2 ရဲရင်တွေမှာဒါတက်ဆင်နိုင်တဲ့လက်နက်အလေးချိန်နဲ့ဒါတဲဆောင်နိုင်တဲ့ဝင်ပမာဏဆိုရင်ဒါစစ်တီအားဖြင့်ဆိုရင်ဒါ၈ဦးပေါ့နော်အကယ်၍ဒီညမှာလူနာတွေတင်မယ်ဆိုရင်တော့ဒါလူနာ2ဦးနဲ့ဒါဈေးအကူ2ဦးဒီလောက်ဖယ်ဒါတင်ဆောင်လို့ရတဲ့ဒါဒီအပေါ်စားပေါ့နော်ဗတ်စုံတုံးရဲရင်တမျိုးပဲဖြစ်ပါတယ်ကီလိုဂရမ်အားဖြင့်ဆိုရင်တော့ဒါ900ကီလိုဂရမ်လောက်ပဲဒါတင်ဆောင်နိုင်တယ်လို့ဆိုပါတယ် ဒီတနက်ပြင်းနဲ့စစ်စင်ရေလုံမယ်ဆိုရင်တော့ဒီ MI2 တွေရဲ့ဒီနှုတ်သီးအောင်ပါဒီ23မှာမှဆန်အမြောက်တွေတက်ဆင်လာတာမျိုးရှိရဲ့ဒါမှမဟုတ်ရင်လည်းသူ့ရဲ့ဒီဘေးတကားနှစ်ဖက်တွေမှာဒါ7.62လို့ခေါ်တဲ့ဒါစက်တနက်တွေ12.7လို့ခေါ်တဲ့စနစ်တသမခွန်မှာမှစက်တနက်တွေကိုတက်ဆင်ထားတာလည်းရှိပါတယ်ဒါကတော့သူတို့ဒီစစ်စင်ရေအခြေအနေရလိုအပ်တယ်လို့ဒါတက်ဆင်သုံးဆွဲနိုင်တာပဲဖြစ်ပါတယ်ပြီးရင်သူ့မှာဒီ90ခွန်မှာမှဒါဒုံးပြစ်လောင်ချာတွေလည်းတက်ဆင်လို့ရပါသေးတယ် ဒီ MI2 တွေရဲ့ပုံတံကတော့ကိုရီးယားဒီလုံဝင်းနဲ့တီးငယ်တယ်သူရဲ့အယောင်ကတော့ဒါမြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်သုံးဆွဲနေကြဖြစ်တဲ့ဒါစစ်စေးရောင်တုတ်လင်းထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးဖော်ပြပေးမှာကတော့ဒါ MI စတီးလို့ခေါ်တဲ့ဒါမြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ဒါအတုံးများတဲ့ရဟယင်တစ်မျိုးပဲဖြစ်ပါတယ်ဒီ MI စတီးတွေကိုတော့ဒါရုရှားနိုင်ငံကနေပြီးတော့မှထုတ်လုပ်ထားတာဖြစ်ပြီးတော့မှဒီရဟယင်တွေကို1985ခုနှစ်မှာဒါစတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ် ီ MISD အမျိုးအစားတွေကဆိုရင်တော့ဒီကုန်တင်ရဟယင်အဖြစ်အသုံးများပြီးတော့မှသူ့မှာအခြားမျိုးကွဲအဖြစ်ဒါ MISD S လို့ခေါ်တဲ့မျိုးကွဲတွေလည်းရှိပါတယ်ဒီ MISD တွေကိုမောင်းနေနိုင်တဲ့လေတရေကဆိုတော့ဒါနှစ်ဦးနှုံးဖြစ်ပြီးတော့မှဒီအစင်းကြီးကလည်းဒါညဘက်မှာစစ်စင်ကြီးပြုလုပ်နိုင်စွာရှိလားဆိုရင်တော့ဒါအစင်းကြီးအချို့မှသာရှိတယ်လို့ဆိုပါတယ်ဒီ MISD တွေမှာထည့်သွင်းနိုင်တဲ့လောင်စာပမာဏကဆိုတော့ဒါ65ဂါလန်သာဖြစ်ပြီးတော့မှသူ့ရဲ့ဒီပြန်တန်းနိုင်တဲ့အမြင့်ပေကဆိုလို့ရှိရင်လည်းဒါပင်လေကြီးမျက်နှက်ပြင်အထက် ပေ16400ကျော်ကနေဒါပြန်တန်းနိုင်လာမယ်ဖြစ်ပါတယ်ပြီးရင်ဒီကောင်တွေကဒီပြန်တန်းနိုင်တဲ့အကွာအဝေးဆိုလို့ရှိရင်ဒါ610ကီလိုမီတာလောက်ဒါပြန်တန်းနိုင်တာဖြစ်ပြီးတော့မှသူရဲ့အမြင့်ဆုံးမြန်နှုန်းကဆိုရင်ဒါတနာယီကိုဒါ250ကီလိုမီတာပဲဖြစ်ပါတယ်ပုံမှန်ပြန်တန်းနိုင်တဲ့အမြန်နှုန်းကဆိုရင်တော့တနာယီကို230ကီလိုမီတာဖြစ်ပြီးတော့မှဒီ MISD တွေမှာဒါဒီတက်ဆင်နိုင်တဲ့ဒီတင်ဆောင်နိုင်တဲ့ဝင်အလေးချိန်ကဆိုရင်တော့ကီလိုဂရမ်အားဖြင့်ပြောမယ်ဆိုရင်တော့ဒါ4000ကီလိုဂရမ်ပေါ့နော်သူကဒီ သူရဲ့ကုံကန်းအတွင်းမှာလည်းမဟုတ်ပဲနဲ့ဒီအပြင်ဘက်ကနေပြီးတော့လည်းဒါကျိုးနဲ့ချိတ်ဆွဲပြီးတော့မှဒါတဲဆောင်နိုင်ပါသေးတယ်။စစ်တီအပြင်ပြောမယ်ဆိုရင်တော့စစ်တီ38ဦးလောက်ထိအောင်တော့ဒါတဲဆောင်နိုင်တာပဲဖြစ်ပါလေ။ ပြီးရင်ဒီ MISND တွေမှာဆိုလို့ရှိရင်ဒါ7 point sit do လို့ခေါ်တဲ့ဒီစက်တနက်တွေကိုလည်းတက်ဆင်ထားတာမျိုးရှိပါတယ်ဒီသူ့ရဲ့ဘေးဘက်တကားနေပြီးတော့ဗောနော်ဒီ MISND တွေအနေနဲ့ဒီ one fight ကနေပြီးတော့ဒါကျိုးဖြင့်ဒီကျိုးနဲ့ဗောနော်ဒီ150မမအဲ sorry 105မမဟောင်းဝင်စာတွေကိုဒါချိတ်ဆွဲပြီးတော့လည်းရှေ့တန်းစစ်မျက်နှာပြင်တွေကိုဒါလိုအပ်တဲ့လိုမျိုးဒါပို့ဆောင်လို့ရတဲ့ဒါရဟန်းရင်အမျိုးအစားဆိုလည်းမမပါဘူး ဒီရဟယင်တွေရတာထင်ရှားတဲ့ပုံတရံဆိုရင်တော့ဒီသူ့ရဲ့အဲမောင်ကန်းရဲ့လေကမှန်ကဆိုရင် လုံးဝင်းတယ်ပြီးရင်ဒီ MISD တွေရဲ့အမီပိုင်းကတီးတွေတယ်အယောင်ကတော့ပုံမှန်အားဖြင့်ဒါစစ်စင်းရောက်တုတ်လင်းထားတာပဲဖြစ်ပါတယ်အခုဒါမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါမြန်မာအာနာသိန်းအကျန်းဖက်စစ်တပ်ရဲ့ဒါပြစ်ချခံလာရတဲ့ဒါ Eurocopter 365ရဟယင်တစ်စီးပဲဖြစ်ပါတယ်ဒါကတော့တောင်ပိုင်းတိုင်းမှာ Cobra စစ်ကြောင်းကနေပြီးတော့ပြစ်ချထားတာပဲဖြစ်ပါတယ် အခုကျွန်တော်ဒီလေရင်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီလေရင်ကိုဒါ Dolphin 2လို့လည်းလူတီများပါတယ်အဲဒီလေရင်ကိုထုတ်လုပ်တဲ့နိုင်ငံကတော့ဒါပြင်သစ်နိုင်ငံကနေပြီးတော့မှထုတ်လုပ်ထားတာဖြစ်ပြီးတော့မှ1985ခုနှစ်မှာဒါစတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီလေရင်တွေကိုတော့ဒါအရေးကြီးပုံကူတွေကိုဒါတည်ယူပို့ဆောင်တဲ့နေရာမှာအသုံးပြုတာပဲဖြစ်ပါတယ်မောင်းနေနိုင်တဲ့လေရင်ဘူးပါဆိုရင်တော့နှစ်ဦးဖြစ်ပြီးတော့မှဒီလေရင်နေရာဆိုရင်လည်းဒါညဘက်မှာပါဒါပြန်တန်းနိုင်စွမ်းရှိပါတယ် သူ့မှာထည့်သွင်းနိုင်တဲ့လောင်စာဆီပမာဏကဆိုရင်တော့245ကလန်ဖြစ်ပြီးတော့ပြန်တန်းနိုင်တဲ့အမြင့်ပေကဆိုလို့ရှိရင်တော့ဒါအဲပင်လေရီမျက်နှက်ပြင်အထက်ကျွန်တော်တို့စုစုပေါင်းပေ1900လောက်ကနေပြန်တန်းနိုင်တာပဲဖြစ်ပါတယ်ပြန်တန်းနိုင်တဲ့အကွာအဝေးကဆိုရင်988ကီလိုမီတာဖြစ်ပြီးတော့မှသူ့ရဲ့အမြင့်ဆုံးအမြန်နှုန်းကဆိုရင်တော့တနာရီကို280ကီလိုမီတာပဲဖြစ်ပါတယ်ပုံမှန်ပြန်တန်းနိုင်တဲ့အမြန်နှုန်းဆိုရင်တော့တနာရီကို255ကီလိုမီတာဖြစ်ပြီးတော့မှဒီ ဒေါ်ဖင်2တွေရဲ့ဒါဒီတင်ဆောင်နိုင်တဲ့ကျွန်တော်တို့ဒီအလေးချိန်ကဆိုရင်တော့1484ကီလိုဂရမ်ခရီးတဲ့အားဖြင့်ဆိုလို့ရှိရင်တော့ဒါ6ဦးပဲဖြစ်ပါတယ်ဒီကောင်ဒီမှာဆိုရင်ထင်ရှားတဲ့ပုံတံအားဖြင့်သူ့ရဲ့ပုံစံကကိုယ်တည်းကြည်လစ်တယ်နှုတ်သီးခြွန်တယ်ပြီးရင်သူတို့ကအောက်ကနေကြည်လိုက်မယ်ဆိုရင်တော့လင်းမိုင်တစ်ကောင်နဲ့ပုံစံဆင်တူတာကတော့ဒီဒေါ်ဖင်2တွေရဲ့ဒါထူးခြားတဲ့အချက်ပဲဖြစ်ပါတယ် အခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးမှာဒီမြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကအသုံးပြုနေတဲ့ဒီစစ်လက်တပ်တွေနဲ့ပတ်သက်ပြီးတော့လည်းတင်ဆက်ပေးထားတဲ့အကြောင်းအရာတွေရှိပါတယ်။ဒါတွေကိုလည်း channel လေးကို subscribe လုပ်ပြီးကြည့်ရှုပေးကြပါလို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ။